မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရယ်ဒီ chapter နေ grade 12 mathematics ရဲ့ chapter 4 beta algebra သင်ခန်းစာရဲ့အပိုင်း5ကိုဆွေးနွေးမှာဖြစ်ပါတယ်။အပိုင်း5မှာဆွေးနွေးမယ့်အကြောင်းအရာလေးတွေက unit vectors တွေအကြောင်းရယ် collinear points တွေအကြောင်းရယ်နောက်ပြီးတော့သူတို့နဲ့သဆိုင်တဲ့ပုံစံလေးတွေအတွက်မှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့သင်ခန်းစာလေးစီးသွားရအောင်။ ဟုတ်ပြီအရင်ဆုံး colonial points လေးတွေအကြောင်းပြောမယ် colonial points ဆိုတာဘယ်လိုမျိုးလဲ there are more points there are three or more points through သုံးခုသုံးဖို့သုံးခုထက်ပိုတဲ့ point နေဟာတဲ့ point တွေကိုတဲ့ are said to be colonial colonial ဖြစ်တယ်လို့ပြောကြတယ်တဲ့ဘယ်ခါမှလဲဆိုရင် if the line on the same straight line they through a line တိရှိတယ် on the same straight line straight line တစ်ခုတည်းပေါ်မှာတီးရှိခဲ့မယ်ဆိုရင်တဲ့သူတို့တွေကိုအဲ့ဒီ point တွေကို collinear လို့ခေါ်ရဲတဲ့ point ၃ခုသို့မဟုတ်၃ခုထက်ပိုတဲ့ point တွေဟာမြင်းတစ်ဖြောင်းတည်းပေါ်မှာကြားရောက်နေမယ်တီးရှိနေမယ်ဆိုရင်တဲ့အဲ့ဒီ point တွေကို collinear ဖြစ်တယ်လို့ပြောမယ်တဲ့ collinear အကြောင်းကတော့အခန်းတိုင်းမှာပါပါတယ်အရှိက chapter 3တုန်းကလည်း distance formula ကိုအသုံးပြုပြီးတော့ collinear point ဖြစ်ကြောင်း ိုလီညာပွိုင်းဖြစ်တယ်ဆိုတာကိုပြတာတဲ့ဥစ္စာလေးရှိတယ်အခုကတော့ဘက်တာကိုသုံးပြီးတော့ကိုလီညာဖြစ်တာကို ပြောမှာဖြစ်တယ်ကဲဟုတ်ပြီဒီမှာ point လေးသုံးခု ABC ဆိုတာရှိတယ်ဒီ point လေးတခုကဒီလိုငင်းပြောင်ကြအောင်နေပုံမှာဒီလိုမျိုးလေးရှိတယ်ဆိုရင်အဲ့ဒီ ABC တွေကိုကိုလီညာဖြစ်တယ်လို့ပြောမယ်တဲ့ဟုတ်ပြီကိုလီညာဖြစ်တယ်ဆိုရင်ဘက်တာနဲ့ဘယ်လိုကိုစားပြုမလဲ A B and C ကကိုလီညာတဲ့ A and B and C ရဲ့ဒီ point ၃ခုဟာကိုလီညာဖြစ်ကြတယ် ဘယ်ခါမှလဲဆိုရင် AB ဘတာ BC ကို K နဲ့မြောက်လို့ဘတာ AB နဲ့တူခဲ့ရင် K စရာစကေလာလေးဖြစ်တယ်တဲ့ AB ဘတာ AB equal to K ဘတာ BC ဖြစ်ခဲ့ရင်လေသူတို့သုံးခုကကိုလီနီယာဖြစ်မယ် ABC ဆိုတဲ့ point သုံးခုကအကယ်၍ဘတာ AB ကဘတာ h ဘတာ ac h ဆိုတာ scalar ပေါ့နော်ဘတာ ab ကဘတာ ac ကို scalar နဲ့မြောက်တာနဲ့ညီခဲ့ရင်လေ abc ဆိုတဲ့ point သုံးခုက collinear ဖြစ်မယ်ဘတာ ac ကို ဗဒ AC ဒီဗဒ BC ကို scalar နဲ့မြောက်တာနဲ့ညီခဲ့ရင်လေ collinear ဖြစ်မယ်တဲ့ဒီ point 3ခုကအဲ့ဒါဘာကိုပြောလဲဆိုရင်ဒုရှိမှာ parallel vector အကြောင်းအသင်တုံးကဗဒတစ်ခုကို scalar နဲ့မြောက်လိုက်ပြီးမြောက်လိုက်လို့တခြား vector နဲ့တူသွားရင်အဲ့ဗဒကကဘာဖြစ်လဲ parallel ဖြစ်တယ်လို့သူသိခဲ့အခုလည်းဒီတိုင်းပဲဒီမှာဆို AB နဲ့ BC parallel ဖြစ်မယ်ဒီမှာဆို AB နဲ့ AC parallel ဖြစ်မယ်ဒီမှာဆို AC က BC နဲ့ parallel ဖြစ်မယ် ဟုတ်ပြီ parallel လည်းဖြစ်တယ်နောက်ပြီးတော့ကြည်လိုက်ဒီမှာဆို AB BC B ဆိုတဲ့ point လေးကဘာဖြစ်နေလဲ common point ဖြစ်နေတယ်အဲ့လိုမျိုးပြိုင်လဲပြိုင်တယ် common point ကလည်းအဲ့ဒီမှာပါနေတယ်ဆိုရင်သူတို့သုံးခုက collinear ဖြစ်တယ်ဘာလို့ဆိုတော့ AB ရတလိုင်း BC ရတလိုင်းဒီလိုဆွဲရင် B ရနှစ်နေရာဖြစ်သွားမှာပေါ့အဲ့ဒါဆိုတော့ AB ပြီးရင် BC ဒီလိုဆက်ဆွဲမှာ B ရတနေရာထဲမှာရှိဟုတ်ပြီနောက်တစ်ခါ AB AC ဒီမှာဆိုရင် common point ရဘူးလေ A ဟုတ်ပြီအဲ့ဆိုဒီမှာ AB AC ကိုလည်းဒီ AO ပဲ UVD ကနေဆက်ဆွဲတော့ ABC ကတထဲနဲ့ကြာရောက်มาဖြစ်တယ်နောက်တစ်ခါ AC နဲ့ BC မှာ common point อ่ะ C အဲ့လိုပဲ AB ကတလိုင်း AC ကတလိုင်း BC ကတလိုင်းတို့ဆွဲမယ်ဆိုရင် C ကနှစ်နေရာဖြစ်နေမှာပေါ့အဲ့ဒါဆိုဒီလို BC နဲ့ AC ကိုဒီလိုဆွဲသလို BC ကိုလည်းဒီပုံမှာပဲဒီလိုဆွဲရမှာ ဖြစ်တယ်အဲ့ဒါမှာ ABC က collinear ဖြစ်သွားပြီအဲ့ဒါဆိုရင်အဲ့ဒါဆိုတော့ pattern တစ်ခုကဒီပြိုင်တဲ့ ညီမြချင်းမျိုးရေးနိုင်တယ်ပြီးရင်လည်းအဲ့ဒီမှာ point တစ်ခုဟာဒီ point 3ခုမှာ common point တစ်ခုပါနေတယ်ဆိုရင်အဲ့ဒီ point 3ခုဟာ collinear ဖြစ်တယ်ပြိုင်နေဆိုရင် point 4ခုရှိမှာပေါ့ဒီဘက်မှာ AB ဒီဘက်မှာ CD အဲအဲ့လိုမျိုး A ရဲ့ B ရဲ့ဒီမှာ C ရဲ့ D ရဲ့ point 4ခုဖြစ်မယ်အဲ့ဒါဆိုပြိုင်တာအဲ့လိုမဟုတ်ဘဲနဲ့ point စုစုပေါင်းမှာ3ခုပဲ common point ပါနေပြီဆိုရင်ဒီ point 3ခုဟာ collinear ဖြစ်တယ်ဟုတ်ပြီ collinear ဖြစ်ရင်လည်းဒီလိုမျိုးရေးနိုင်တယ်ဒီလိုမျိုးရေးနိုင်ရင်လည်း collinear ဖြစ်တယ်အပြန်အလှန်မှန်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုရင်တို့ကနောက်တစ်ခု unit vector အကြောင်းပြောမယ် unit vector ဆိုတာကဘယ်လို unit ဘယ်လိုမျိုးလဲ a vector magnitude 1 magnitude 1ရှိတဲ့ vector လေးတစ်ခုကို is called ခေါ်တယ်ဘာလို့ခေါ်လဲ unit vector လို့ခေါ်တယ် unit vector ဆိုတာအလျား1 unit ရှိတဲ့ vector လေးကိုခေါ်တာဖြစ်တယ်ကဲဟုတ်ပြီဒီမှာကြည့်မယ် for a non zero vector ဘက်တာ A ဘက်တာ A က0မဟုတ်တဲ့ဘက်တာဖြစ်ရမှာပေါ့နော်0ဘက်တာ0ဘက်တာဆိုတာအမအပွင့်လို့ဟာမျိုးလေးပေါ့0ဘက်တာဆိုသူ့ရဲ့မဂနီကျူအပွင့်လေးဖြစ်သွားမှာပေါ့နော်အလျားမရှိအဲ့တော့ဘက်တာ A ကအဲ့လို0ဘက်တာမဟုတ်ရဘူးတဲ့အဲ့ဒါဆိုရင် the unit vector in the direction of vector a အဲ့ဒီ vector a နဲ့ direction 2တဲ့ unit vector လေးကိုတဲ့ဒီ noted တိုင်းဘာလို့ခေါ်သတ်မှတ်လဲဆိုရင် a ခက်လို့သတ်မှတ်တယ်တဲ့ ဗတာအေက0ဗတာမဟုတ်တဲ့ဗတာအေနဲ့ဒရိုင်ရှင်ချင်းတူနေတဲ့ unit ဗတာလေးကိုသင်္ကေတအေကက်နဲ့သတ်မှတ်တယ်ပြီးရင်သူ့ကိုဘယ်လိုတွက်ယူလဲ given by သူ့ကိုဘယ်လိုတွက်ယူလဲဆိုအေကက်ကိုလိုချင်ရင်သူ့နဲ့ဒရိုင်ရှင်တူတဲ့ကတော့ဗတာအေကိုအဲ့ဗတာအေရဲ့ magnitude နဲ့စပါရမယ်တဲ့အကယ်၍အေရကွာဗတာအေဆိုတာကအကယ်7 unit ရှိတယ်ဆိုရင် ိုက်ဘက်တာအေကိုသူ့ရဲ့ magnitude 7နဲ့ပြန်စားလိုက်တော့ဘယ်နှ unit ဆိုင်ရမလဲတ unit ဆိုင်ဘက်တာလေးကိုရမှာပေါ့အကယ်၍ဒီဘက်တာအေဒီ5 unit ရှိတယ်ဆိုရင်အဲ့ဒီ5 unit ရှိတဲ့ဘက်တာအေကိုတို့ကအောက်ကသူ့ရဲ့ magnitude 5နဲ့စားလိုက်ရင်ပြပါရမလဲသူရဲ့တယူနစ်စာပက်တာလေးရမှာပေါ့သူနဲ့ direction တူတယ်တယူနစ်စာပက်တာလေးကိုရမှာဖြစ်တယ် တကယ်ရဗတာအေရ3 unit ရှိခဲ့ရင်သူ့ရဲ့ magnitude ကဘယ်လောက်လဲ3အဲ့တော့3 unit ဗတာကို3နဲ့စားလိုက်ရင်ဘာရမလဲ2 unit စာဗတာလေးကိုရမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဒီပုံသင်နည်းလေးကအဲ့သဘောတရားကိုရေးထားတာဖြစ်တယ်။တွေ့ရူကြီးစမှတ်နေစရာမလိုပါဘူးအတိတ်ပဲကိုသဘောပေါက်တယ်ဆိုရင်။ကဲဟုတ်ပြီဒီမှာကြည့်လိုက်မယ်ဒီမှာဗတာ A လေးရှိတယ်ဗတာရဲ့ဘယ်နှ unit လဲ။ဒါလေးတကွက်ကို2 unit ဆိုရင်1 2 3 4 5 6 7ဗတာ A လေးက7 unit ရှိတယ်။ ဲ့ဒါဆိုရင်ဒီ A ကက်ကလေးကသူ့နဲ့ direction တူပြီးတော့သူ့ရဲ့ဒီတယူနစ်ဆာဘက်တာလေးဖြစ်မှာပေါ့ဟုတ်ပြီဒီမှာတယူဒီဒီတကွက်ဆာပေါ့တယူနစ်ဆာဘက်တာလေးဖြစ်မှာ direction ကတော့သူ့နဲ့တူနေအဲ့ဒီဘောတရားဖြစ်ပါတယ် A ကက်ဆိုတာလည်းဘက်တာလေးတစ်ခုပါပဲဘလို့ဘက်တာလဲတယူနစ်အလျားရှိတဲ့ဘက်တာတယူနစ်အလျားရှိတဲ့ဘက်တာလေးဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင် collinear point ဆိုတာလည်းသဘောပေါက်ပြီး unit vector ကိုလည်း သဘောပေါက်ပြီဘလို့ရှားမယ်ဆိုတာလည်းသိပြီလို့ထင်ပါတယ်ကိုလီနီယာ point ပေးထားရင်လည်း equation လေးတွေကိုဒီလိုရေးမယ်ဒီလိုမျိုးလေး equation ရေးနိုင်ရင်လည်းကိုလီနီယာ point ဖြစ်တယ်ခဲအဲ့ဒါဆိုတော့ပုံစံလေးတွေစတွက်ကြမယ်အရင်ဆုံး example 6ပုံစံလေးကိုတွက်မယ် example 6ကတော့ unit vector နဲ့ပတ်သက်တဲ့ပုံစံလေးဖြစ်တယ် တဘက် A က find the unit vector in the direction as vector A ဒီ vector A နဲ့ direction တူတဲ့ unit vector လေးကိုရှာပါတဲ့အဲ့ဒါဆိုတို့က unit vector ကိုလိုချင်ဒီသူနဲ့ direction တူတဲ့ vector A ကိုအဲ့ vector A ရဲ့ဘာနဲ့စာရမှာလဲ magnitude နဲ့စာပေးရ vector A ကဘယ်နှ unit ရှိလဲဆိုတာတို့တွေ့ရမယ် vector A က5 unit ရှိရင် vector A ကိုတို့က5နဲ့စာလိုက်သူနဲ့ direction တူတဲ့ unit vector လေးကိုရကဲဟုတ်ပြီအဲ့တော့သူ့ရဲ့ magnitude ဘယ်နှ unit ရှိလဲဆိုတာတို့တွေ့ ဲ့ unit vector လေးကိုသူက a ကဲ့လို့နာမည်ပေးလိုက်ပုံစံပေးထားတဲ့ vector လေးခုမဲ့ပြီးရင် the unit vector in the direction of vector a ဗဒရိုင်းဗဒအေးရဲ့ direction နဲ့တူနေတဲ့ unit vector လေးကို a ကဲ့လို့ထားလိုက်မယ် equal to နဲ့ရရေးလဲရတဲ့ b လို့ရေးလဲရတယ်နော်။မအေးကဲ့ equal to the unit vector in the direction of vector a ဒီလိုလဲရ။ကိုနားလဲတယ်လို့ရေးပါမှန်းမှုတော့လိုပါတယ်။ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီ ခုကိုရှာဖို့အတွက်အရင်ဆုံးဒီဘက်တာရီရဲ့မဂနီကျူးသိရမဂနီကျူး5ဆိုရင်5နဲ့စာမယ်3ဆို3နဲ့စာမယ်7ဆို7နဲ့စာမှာပေါ့အဲဆိုဘက်တာရီရဲ့မဂနီကျူးတို့ရှာမယ်မဂနီကျူး of a better မှာဘက်တာတကူရဲ့မဂနီကျူးအကြောင်းသင်ခဲ့တော့ဟာဘက်တာတကူရဲ့မဂနီကျူးတို့ဘယ်လိုရှာခဲ့လဲ square root of ဆိုပြီးတော့သူ့ရဲ့ component တွေကိုနှစ်ထပ်တင်ပြီးတော့ပေါင်းတာအဲတော့ square root of 2 square plus negative 2 the whole square plus 1 square ဒါလေးကိုရှင်းလိုက်တော့4ဒီကောင်လဲ4ဒီကောင်က1ဆိုတော့9 9ကို square root ကြတော့3ရရကဲဟုတ်ပြီအဲဆိုဗတာ A ကိုသူ့ရဲ့ magnitude ကဘယ်လောက်လဲ3ရှိတယ်အဲ3နဲ့သူ့ကိုစားလိုက်ရင်သူ့ရဲ့ direction 2တဲ့ဒီတ unit ဗတာ A ကက်ကလေးကိုရမှာဖြစ်တယ်ကဲဟုတ်ပြီအဲဆိုရင် A ကက်ကလေးကိုရေးလိုက်မယ် A ကက်ကိုလိုချင်ဗတာ A ကိုသူ့ရဲ့ magnitude နဲ့စားမယ်မဂနီကျူက3ဆိုတော့တို့ကဒီဒါလေးကဗတာ A လေး ။ဒါကနေကျ3ဆိုတော့3နဲ့စားတာဒီပါလေ။ဝမ်မိုင်3နဲ့မြောက်တာ။ဟုတ်ပြီ။အဲ့တော့3နဲ့စားတာနဲ့ဝမ်မိုင်3နဲ့မြောက်တာအတူတူပဲ။အဲ့တော့ဝမ်မိုင်3နဲ့ဝင်မြောက်လိုက်။ဝင်မြောက်လိုက်တော့သူလိုချင်တဲ့1 unit ဗတာဗတာ A လေးဥရ။ဒီဗတာ A ရဲ့ပါလေ3ပုံတစ်ပုံရှိတယ်ဗတာလေးပေါ့1 unit ရှိ။ကဲဟုတ်ပြီအဲ့ဒါဆိုရင်တစ်ဘက် B လေးကိုသူဆက်တွေ့မယ်။ဘက် B က find find a better or magnitude မဂနီကျူးက5ရှိတဲ့ဘက်တာလေးကိုရှာပြပါတဲ့ that is parallel to beta a သူကလည်းပါလဲ beta a နဲ့ပြိုင်နေတယ်ဒါကကြတော့ same direction လို့ပြောတာနော်ဒီကောင်ကကြတော့ parallel လို့ပြောတာ parallel ဆိုတာကရှေ့မှာ parallel beta တွေသူသင်ခဲ့တော့က beta နှစ်ခုပြိုင်မှုဆိုရင်အဲ့ beta နှစ်ခုကပမာဏကလည်းတူချင်မှတူမယ် direction ကလည်း same direction နဲ့ပြိုင်နိုင်သလို့ opposite direction နဲ့လည်းပြိုင်နိုင်တယ်အဲ့ဒါဆိုတော့သူကပြိုင်တယ်လို့ပြောထားတာဖြစ်တဲ့အကြောင်းကိုဒီ5 unit ရှိတယ်တို့ရှာရမယ် magnitude 5 unit ရှိတဲ့ပဒါဒီဒီပဒါ A နဲ့ဘာဖြစ်လဲ opposite direction လည်းဖြစ်နိုင်တယ် same direction လည်းဖြစ်နိုင်တယ်ဒါပေမဲ့ magnitude ကတော့ဘယ်လောက်လဲ5ဟုတ်ပြီသူနဲ့ပြိုင်နေတဲ့2 unit ရှိတဲ့ပဒါလေးကိုတို့သိတယ်အဲ့ဆို5 unit ပဒါကိုလိုချင်သူ့ကိုဘာလုပ်လိုက်မလဲ5နဲ့မြောင်းလိုက်ရင် A နဲ့ပြိုင်နေတဲ့5 unit ပဒါကိုရပြီပေါ့ဟုတ်ပြီအဲ့ဆိုရင် direction တူပြီးတော့ပြိုင်နေဆိုရင် 5a ကပေါ့ direction opposite နဲ့ပြိုင်နေဆိုရင် negative 5a ကဖြစ်မှာပေါ့ဟုတ်ပြီအဲ့ဗတာလေးကိုပြ5 unit ဗတာလေးကိုတို့က p လို့နာမည်ပေးလိုက်ပြီဗတာ p let ဗတာ b equal to parallel to ဗတာ a and magnitude of 5ဒီဗတာ a လေးကတို့အခုရှာရမယ်ဗတာလေးက p ဖြစ်တယ်လို့ထားလိုက်မယ်သူက a နဲ့ parallel ဖြစ်ပြီးတော့အဲ့ဗတာ b ရဲ့ magnitude က5ရှိတယ်ကြည့်ဟုတ်ပြီအဲ့ဒါဆိုရင်တို့ဗတာ b ကိုရှာမယ် ဒါပြီးဒီဘာဖြစ်လဲ a ကရဲ့5ဆရှိတယ်ဒီ a နဲ့က parallel ဖြစ်တယ်ဆိုတော့ same direction ဆိုရင် 5+5 ပေါ့နော် plus 5 a က opposite direction ဆိုရင် negative 5 a ကဖြစ်ရဟုတ်ပြီအဲ့တော့ a ကကလေးတွေတည်တယ်စားသွင်းလိုက် a ကနေရာမှာဒီ a ကတော့ a ကဗက်တာလေးကိုထည့်လိုက်မယ်ဒီဘက်မှာလည်းထည့်လိုက်မယ်ပြီးရင်5တွေ negative 5တွေဝင်မြောက်လိုက်ရင်ပုံစံရှားခိုင်းတဲ့5 unit ဗက်တာလေးကိုရပြီဖြစ်ပါတယ် အဲ့တော့ဗတာဘီနဲ့ဒီ same direction နဲ့ opposite direction ဗတာနှစ်ခုကပမာဏကတော့အကုန်လုံး5 unit ပဲသူလည်း5 unit သူလည်း5 unit ဆိုတော့ magnitude တွေကတော့10 3 10 3 10 3 10 3 5 3 5 3 magnitude တွေတုံးပြီးတော့လက္ခဏာတွေကဘာဖြစ်နေလဲဆန့်ကျင်နေတယ်သူကကြတော့ဗတာ A နဲ့အဲ same direction ဖြစ်တယ်သူကကြတော့ဗတာ A နဲ့ opposite direction ဖြစ်တယ် magnitude ကတော့နှစ်ခုစလုံး5ပဲဖြစ်တယ် ရဟုတ်ပြီအဲ့ဒါဒီပု္ပ္ပာလေးကိုနားလဲသဘောပေါက်မယ်လို့ထင်ပါတယ်။နောက်တစ်ပုတ်သွားရအောင်နော်။အဒီမှာပုံလေးနဲ့ပြထားတာပုံကဓမ္မပတာ A လေးက3 unit ရှိတယ်ဒီရှေ့မှာတို့တွက်ခဲ့တာ3 unit 3 unit ရှိတယ်ပတာ A လေးအခု P ကဘယ်နဲ့ unit ရှိလဲဆို5 unit သူတက်ရှေ့တာပေါ့နော်ရှေ့ရဒါဆိုရင်ဒီနှစ်ခုကဘာဖြစ်နေလဲပြိုင်နေတယ် same direction နဲ့ပြိုင်တာပေါ့ဒါကြောင့်ဟုတ်ပြီနောက် P ပတာတစ်ခုကလည်းဒီလို opposite direction နဲ့ရောဒီလိုမျိုးရောမပြိုင်နိုင်ဘူးလားပြိုင်နိုင်တယ်နော် အဲ့တော့ဒီကောင်ကလည်းပက်တာကြီးကိုပြိုင်တာပဲသူကလည်းပက်တာကြီးကိုပြိုင်တာပဲဆိုတော့တို့အခုရှာမဲ့ပက်တာဒီ5 unit ပက်တာဒီဒီလိုလည်းဖြစ်နိုင်တယ်လို့ဒီလိုလည်းဖြစ်နိုင်တယ်အပုံလေးနဲ့ပြပြထားနော်နောက်တစ်ပုတ်သွားမယ်နော်နောက်တစ်ပုတ်က proof that တသိပြပြရမှာသူကဘာလို့တသိပြရမလဲ a c b a colonia ဒီ a ရယ် c ရယ် b ရယ်ဆိုတဲ့ point ၃ခုက colonia ဖြစ်ကြောင်းကိုတသိပြခိုင်းတာဖြစ်တယ် ုတ်ပြီအဲဆိုကိုလီနီယာရဲ့ definition တို့သိပြီးသား point 3ခုကိုလီနီယာဖြစ်ဖို့ဆိုအခု ABC ဆိုရတော့မြင်းလေး၃ကြောင်းမြင်းလေးဆွဲလိုက်မယ်ဆိုရင် AC ရဲ့မြင်းပိုင်း၃ခုရမှာပေါ့ ABC ကိုဆက်ရင် AC A နဲ့ C ဆက်မယ် C နဲ့ B ဆက်မယ် A နဲ့ B ဆက်မယ်မြင်းပိုင်း၃ခုရအဲ့၃ပိုင်းနဲ့ဟာ၂ပိုင်း နှစ်ပိုင်းอ่ะခုနကလို scaler product နဲ့ဘာဖြစ်လဲတခုကိုမြန်မာတခုကို scaler နဲ့မြောက်တာဒီကျန်တဲ့မြန်မာတခုနဲ့ညီရယ်ဆိုရင်သူတို့တခုဘာဖြစ်လဲ parallel ဖြစ်တယ်အဲ့မှာမှာ common point တခုပါနေတယ်ဆိုရင်အဲ့သုံးခုက collinear ဖြစ်ပြီဒါဟုတ်ပြီအဲ့ဒါဆိုတော့သူပေးထားတဲ့ဒီ file လေးတွေပေးထားတယ်သူကမလုပ်မလဲ position pattern လေးတွေပြောင်းပြီးတော့ရေးလိုက်မယ် ဟုတ်ပြီပြီးရင်တို့ကပတာရေရှာမယ် A AC ရှာ AC ရှိမယ်ပတာ CB ရှိမယ်ပတာ AB ရှိမယ်အဲဒီသုံးမျိုးတွေအတူကြိုက်တဲ့နှစ်ခုရှာလို့ရတယ်ဟုတ်ပြီအခုတို့ပတာ AB လေးရှာမယ်ထုံးစံအတိုင်း position ပတာသဘောတရားအရာ အနောက်က B ရဲ့ position ပတာတွေကရှေ့ရ A ရဲ့ position ပတာကိုနှုတ်မှပတာ AB ရဟုတ်ပြီ OB OA ပတာလေးတွေမှန်အောင်စာသွင်းမယ်သူနေရာနဲ့သူပြီးရင်နှုတ်ဆရာရှိတာလေးတွေနှုတ်လိုက်ပါ ဟုတ်ပြီအဲ့ဒါပတာ AB ရပြီနောက်တစ်ခုရှာမယ်နောက်တစ်ခုကပတာ AC လေးကိုတို့ရှာမယ်ပတာ AC ကလည်းဒီတိုင်းပဲနောက်က C ရဲ့ position ပတာတွေကရှေ့က A ရဲ့ position ပတာလေးကိုနှုတ်လိုက်မယ်ဟုတ်ပြီအဲ့တော့အစားသွင်းမယ် OC OA သူ့နေရာနဲ့သူမှန်အောင်သွင်းရှေ့နောက်မှလို့မရအောင်နော်ဟုတ်ပြီပြီးရင်နှုတ်လိုက်မယ်ပေါ့နော်နှုတ်လိုက်တော့ဘာရလဲ12 3 3ဆိုပြီးရတယ် Fed 33ရတော့တို့ကဒီနှစ်ခု AB နဲ့ AC ကိုညီမျှချင်းချရမှာဆိုတော့တို့နှစ်ခုနိုင်ရှင်ကြည့်လိုက်တော့ year 411ဆိုတော့ဒီကောင်ကိုဒီကောင်မှာ3ကိုပုံထုတ်လိုက်ဒါတွေက3စပြင်တယ်412ဒီ4ရဲ့3စဒီ3ဒီ1ရဲ့3စအဲ့တော့ဆိုတော့သူ3ကိုပုံထုတ်လိုက်မယ်ပုံထုတ်လိုက်တော့411ဆိုပြီးဒီမှာ AB နဲ့တူသွားပြီအဲ့တော့ဆိုတော့သူက beta AC လေးဒီ beta AB ရဲ့ဘယ်နှစလဲ3စနဲ့ညီတယ်ပေါ့ရသွားပြီ ဟုတ်ပြီဗတာ AC ကဗတာ AB ရဲ့၃စားနဲ့ညီတယ်။ parallel ဗတာ rules မှာတော့ဗတာတစ်ခုကို scalar နဲ့မြှောက်လို့တခြားဗတာနဲ့တူသွားရင်ဒီဗတာနှစ်ခုကဘာဖြစ်လဲ parallel ဖြစ်တယ်။အဲ့မှာ parallel ဖြစ်တာမှာဒီဘက်က AC ဒီဘက်က AB ဆိုတော့ point အား၃ခုပဲရှိတယ်။ A ကဘုံပါနေတယ်။အဲ့လိုမျိုး parallel လည်းဖြစ်တယ် point တစ်ခုကလည်းဘုံပါနေရင်အဲ့ ABC ဆိုတဲ့ point ၃ခုကဘာဖြစ်မလဲ collinear ဖြစ်မယ်အဲ့ဒါလေးကိုရေးလိုက်ပါ ဗတာ AC နဲ့ဗတာ AB က parallel ဖြစ်တယ်ဒါ parallel rule ရပြီးတော့ဒါပေမဲ့ဘာဖြစ်နေလဲ A က common point ဖြစ်နေအဲကြောင့်မို့လို့သူတို့သုံးခုဟာ collinear ဖြစ်တယ်လို့ရေးလိုက်တယ်ဟုတ်ပြီအဲ့မှာပုံလေးနဲ့ကြည့်ဒီမှာဗတာ AC လေးဒီမှာဗတာ AB လေးအခုကဒီမှာ AB က AB ရဲ့သုံးစားပါလေ AC နဲ့ညီလေး ဲ့တော့ AB ရဲ့သုံးစား AC နဲ့ညီတယ်ဟုတ်ပြီသူတို့နှစ်ခုကဘာဖြစ်နေလဲပြိုင်းနေတယ်ပြိုင်းနေပေမဲ့ဒီမှာ A ကနှစ်နေရာကြီးဖြစ်နေ point တစ်ခုကနှစ်နေရာခွဲနေလို့မရ A ဆိုတဲ့ point ကဒိတ်တနေရာထဲမှာပဲရှိတာမဟုတ်လို့ဒီမြင်းလေးကိုဒီပေါ်မှာလာပြီးတော့ဆွဲရမှာအဲ့ဒါမှာ B ကသူ့အလဲကိုရောက်သွားတော့အဲ့ကြအဲ့ကြတော့မှာသူတို့သုံးခုဘာဖြစ်မလဲ collinear ဖြစ်မယ်ဒီလိုမျိုးဆိုရင်ဒီမှာတခြား D တို့ဘာတို့ E တို့ဆိုရင်တော့ဒါပြိုင်တာပေါ့နော်အခုမဟုတ်ဘဲနဲ့ မှာ point A ကြီးပဲနှစ်နေရာဖြစ်နေတော့နှစ်နေရာဖြစ်လို့မရတော့ဒါတထက်တည်းဆွဲมาပဲရမှာဖြစ်တယ်အဲ့တော့တထက်တည်းဆွဲလိုက်တဲ့အခါမှာ ABC ကဘာဖြစ်သွားလဲ collinear မြင်းပြောင်းတစ်ကြောင်းတည်းပေါ်မှာရောက်သွားတယ်အဲ့တော့သူတို့ point 3ခုဟာ collinear ဖြစ်တယ်ရောက်ပြီ now is an နောက်တစ်ခုသွားမယ်နောက်တစ်ခုက exercise က number 5ပုံစံလေးဖြစ်တယ်ဒီပု္ပ္ပစာလေးက K L M point 3ခုဟာတဲ့အာကိုလီနီယာကိုလီနီယာဖြစ်ကြတယ် သူကကြဖြစ်ကြောင်းသတိပြရမှာမဟုတ်ဖြစ်တယ်ဖြစ်ဖြစ်တယ်လို့ပုံစံပြောထားတာရှာမှာပါလဲဆိုရင် A နဲ့ B ဆိုတော့မတိခင်းလေးနှလုံးရှာဟုတ်ပြီကိုလီနီယာဖြစ်တယ်ဆိုရင်တို့ကခုနကအတိုင်းပဲ K နဲ့ L နဲ့စက်တာရယ် L နဲ့ M နဲ့စက်တာရယ် K နဲ့ M နဲ့စက်တာရယ်မြင်းမိုင်း၃ခုရှိအဲ့မြင်းမိုင်း၃ခုထဲမှာတို့ကတစ်ခုတည်ဂျန်နဲ့တစ်ခုရယ်တခုကိုစကေလာနဲ့မြောက်တာဒီကျန်တဲ့မြင်းမိုင်းတခုနဲ့ညီတယ်ဆိုတော့တို့ကပြနိုင်ရင် သူတို့တော့ခုပါသူတို့ဟိုရင်းနိုင်ရမယ်ပေါ့နော်ကိုလီနီယာဖြစ်ပြီးသားကိုလီနီယာဖြစ်ပြီးသားဆိုတော့မြင်းမိုင်းတစ်ခုကိုစကေလာနဲ့မြောက်တာဒီကျန်တဲ့မြင်းမိုင်းတစ်ခုနဲ့ညီတယ်အဲ့တော့၃မိုင်းနဲ့ရောင်ကြိုက်တာကိုယူပြီးရေးလို့ရတယ်ဒါပေမဲ့တို့က M မှာတို့ရှာကျင်တဲ့ ADB တွေကပါနေတာအဲ့တော့တို့က M ကိုတော့ပုံပါအောင်မယူတော့ဘူးကျန်တဲ့ K နဲ့ L ကိုပုံပါလို့ရတယ်အဲ့တော့တို့ဘာယူမလဲဆိုရင်ဒီမှာ position better လေးတွေအရင်ရေးမယ်ပြီးရင်တို့သူတို့၃ခုကိုလီနီယာဖြစ်တယ်အဲ့ကြောင့်မလို့တို့က ရေးလိုက်မယ် KMD KL ကို P နဲ့မြောက်တာ ਨੇ ညီပါတယ်လို့အဲ့မှာဘုံပါနေတာဘယ်သူလဲ K အဲ့ဒါသူတို့သုံးခုဒါကိုလီနီယာဖြစ်လို့ဒီဟာဒီလိုဘုံပါအဲ့မြင်းမိုင်းနှစ်ခုဒီလိုမျိုး parallel ပုံစံနဲ့ရေးနိုင်တာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်ဒီဟာ KM ကိုလိုချင်ရင် position vector M က position vector တွေက K ရဲ့ position vector နှုတ်မယ်ဒီဘက်မှာလဲ L က position vector တွေက K ရဲ့ position vector နှုတ်မယ် ပြန်ကြတော့သူတို့တစ်ခုလုံးနဲ့မြောက်တာတာဖြစ်တယ် KL တစ်ခုလုံးနဲ့မြောက်တာတာဖြစ်တယ်အဲ့တော့ဒီ Queen နေတဲ့တို့အရင်ရှင်းမယ်သဆိုင်ရကတားလေးတွေကိုနေရာမှန်အောင်ဒီကြားလေးအစားသွင်းမယ်ပြီးရင်နှုတ်ဆရာရှိတာတွေနှုတ်လိုက်ဟုတ်ပြီပြီးတော့ပြီးနဲ့ဝင်မြောက်လိုက်မယ်ဟုတ်ပြီအဲ့တော့ဗတာနှစ်ခုတူရင် equal ဗတာသဘောတရားအရသူတို့ရဲ့သဆိုင်ရ component တွေအလုံးဘာဖြစ်မလဲညီကြမယ်ညီပေးလိုက်မယ် a minus 1က 3p နဲ့ညီမယ် 3ရ negative 2b နဲ့ညီမယ် b ရ 7b နဲ့ညီဟုတ်ပြီတို့ကလိုချင်တာ a ရ b ရ a ကိုရှာဖို့အတွက်ဒီမှာဘာပါနေလဲ b ပါနေတယ် b ကိုရှာဖို့အတွက်လည်း b ပါနေတယ်အဲ့တော့တို့က b ကိုအရင်ရှာရမယ်တဲ့အလဲရ equation လေးကနေတို့ b ကိုရနိုင်တယ်အဲ့တော့ b ရှာလိုက်မယ် b negative 3/2ဟုတ်ပြီ b ရပြီဆိုတော့မှတို့ a မှာအစားသွင်းမယ် b မှာအစားသွင်းမယ် a minus 1 equal to 3b b equal to 7b ဒီနေရာမှာ negative 3 by 2ဒီတဲ့ကဲဟုတ်ပြီမြောက်ဆရာရှိတာမြောက်လိုက်တော့ပြီးရင်1နဲ့သွားပေါင်းမယ်ဒီဘက်ကတော့သူ့အတိုင်းပဲမြောက်လိုက်တယ်7ကိုဝင်မြောက်လိုက်တယ်ဒီမှာ3ဝင်မြောက်တော့ negative 9 by 2 1လေးရနှစ်ဖက်လုံးကိုပေါင်းလိုက်တော့ဒီဘက်က a ကျန်တယ်ဒီဘက်မှာဒီလိုဖြစ်သွားတယ်။ခင်ဒါလေးကိုဆက်ပေါင်းလိုက်တော့ဒီက2/2ဆိုတော့ဖြစ်မလဲ -7/2 ဆိုပြီးတော့ဖြစ်သွားတယ် ဲဟုတ်ပြီအဲ့တော့သူလိုချင်တဲ့ A ရဲ့ B ရဲ့ကိုရှာသွားပါပြီကဲဟုတ်ပါပြီအဲ့တော့ကိုလီနီယာကိုအပြန်အလှန်ကိုလီနီယာဖြစ်တယ်ဆိုရင်သူကဒီလိုလေးရေးနိုင်တယ်ဒီလိုလေးကိုလီနီယာဖြစ်ကြောင်းပြပါဆိုရင်သူကဒီလိုမျိုးလေးဖြစ်ကြောင်းပြရမယ်အဲ့ဒါဖြစ်ပြီးဆိုမှကိုလီနီယာလို့ပြောနိုင်အပြန်အလှန်ပဲအဲ့တော့ဒီနေ့ကတော့ unit beta နဲ့ colinia အကြောင်းကိုကောင်းကောင်းလေးနားလည်မယ်လို့ထင်ပါတယ်ကောင်းကောင်းလေးနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ပုံစံလေးလည်းလွယ်ကူပါတယ် ကျမ်းသားတွေအားလုံးဒါလေးတွေရမယ်လို့ထင်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်။